ားရန်ရှိပါတယ်။ညံကြားရင်ဒီလိုသက်သန်ရေးဌာနမှဘောဝင်းဤမွာထုတ်ပတ်တိဖတ်ကြားပေးပါရန်တရားအပ်ပါသာဝတိတိတိရောတိလုံးကြီးသူများကိုစတင်ရတဲ့ Bang. ကဲကျေးဇူးတင်ပါတယ်ကျွန်တော်မျက်နှာဟိုကြီးစရာကောင်းနေတဲ့နဲ့တူပါအဲ့တော့အလုံးကလက်ခုတ်ဝိုင်းတီးပြီးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ခုနကိုညီမင်းညို့လဲဆရာညီမင်းညို့ပေါ့အဲသူလဲအာဂျီမန်တဲ့အတော်လေးကိုပြောသွားပါတယ်သူပြောတဲ့ဟာလဲကျွန်တော်သေချာနားထောင်ပါတယ်အဲဒါမဲ့ကျွန်တော်တချို့အချက်တွေတော့သဘောမကျပါဘူးသဘောမကျတဲ့အတွက် ကိုညီမင်းညို့ဘရုံးမှာတမရာဖြစ်မှာမဟုတ်ပါဘူးတတမရာမဖြစ်เสียအကြောင်းအချက်အများကြီးရှိပါတယ်နမတ်1အချက်ပြောလိုက်တာနဲ့အလုံးသဘောပေါက်မှာပါကိုညီမင်းညို့ဟာသဘင်ကောင်းနေတယ်အဲ့ဒီအတွက်ကိုလေတမနာဖြစ်မဲ့အင်ကယုတ်မဖြစ်ပါဘူး။နှစ် သူဖွဲ့စည်းလိုက်တဲ့သူတမနာဖြင့်ဖွဲ့စည်းမဲ့အချိန်ကဥပဒေထဲမှာလက်ပြီးလက်ယူမပါပါဘူးမပါတဲ့အတွက်တမနာမဖြစ်ပါဘူးနောက်နံပါတ်3ခြေတွက်မယ်ဆိုလို့ရှိရင်ခြေသမားတွေပါလာပဲပါလိမ့်မယ်ကလန်နာကြပါဗျဒီကနေပြီးတော့ဘယ်နှခုနှစ်ကြလို့ရှိရင်ဘသူကကလန်နာကြ တမရအဖြစ်မယ်။အိုးဒီကနန်းထွက်မယ်။ဘယ်ဟာနေပြီးတော့တွက်လိုက်လို့ရှိရင်ဒီကနန်းအသေးကြဘောထွက်မယ်။အဲ့ထဲမှာလဲကိုညီမင်းညို့မပါပါဘူး။ဘာဖြစ်လို့လဲဆိုတော့ပထမဆုံးပထမမြန်မာနိုင်ငံကိုတီထောင်တဲ့အနော်ယထာစတော့ပါ။မင်းကောင်းတပားပေါ်ဘူးပါလေအနော်ယထာပါ။ပြီးတော့ကျန်းစစ်မင်းပေါ်ပါလေကျန်းစစ်မင်းကိုကျွန်တော်ကြိုက်ပါလေ။ဒါပေမဲ့ရုပ်ရှင်တွေဗီဒီယိုတွေရိုက်ကြတယ်ကျွန်တော်တို့လည်းဝတ္ထုတွေရေးကြတော့ ဒီကြံစစ်မင်းကျွန်တော်မလေးစားတော့ပါဘူးအဲ့တော့နောက်နှစ်တရာလောက်ကြာတဲ့အခါမှာတရားကြောင့်နှစ်ရာမှာအလောင်းဖျားဆိုတာပေါ်လာပါပဲကလန္နာကြပါပဲအလောင်းဖျားပေါ်လာတယ်နှစ်ပေါင်းမြောက်များစွာကြာတယ်သူလည်းအမတန်ကောင်းပါတယ်အလောင်းဖျားမဟုတ်ပါဘရင်တော်မှာဘရင်တော်ကလည်းအမတန်တော်တဲ့ဘရင်တစ်ပါးအနေနဲ့ပေါ်လာပါတယ်ပြီးတော့နှစ်ပေါင်းမြောက်များစွာ ကြာတဲ့အချိန်မှာဘိုးကျောင်းအောင်ဆန်းစရာပေါ်လာပါတယ်။အဲ့တော့ကိုညီမင်းညိုကကလန္နာကြအနေနဲ့ဆိုနောက်နှစ်တရာကျော်မှမွေးရမှာပါ။အဲ့တော့မှ तू ကမင်းကောင်းဖြစ်မှာပါ။အခုဒီကက်ရက်မှာတော့ तू ကမဖြစ်နိုင်ဘူး။အာကျွန်တော်ခုနကကိုညီမင်းညိုရဲ့စကားကိုပဲကျွန်တော်ဆရာညီမင်းညိုပေါ့နော်အကိုညီမင်းညိုဆိုတာကျွန်တော်ခင်ကိုသားချိုးဆိုလို့ချင်းဆရာမောင်သားချိုးပေါ့အဲ့လိုမျိုးပြောတာ ကျွန်တော်တို့ကျွန်တော်ဟောပြောမဲ့အထင်မှမပါပါဘူးအဲကျွန်တော်ပြောချင်ပါတယ်မြန်မာလူမျိုးများတရုတ်ဆက်နဲ့နည်းနည်းတူပါကျွန်တော်ဒီဦးမလာခင်ပဲကျွန်တော်အိမ်မှာကက်ဆက်ပြတ်တဲ့အတွက်ကျွန်တော်ကက်ဆက်တစ်လုံးသဝဲပါတယ်ကျွန်တော်မှငွေကြီးအများကြီးမတတ်နိုင်ပါဘူးမတတ်နိုင်တဲ့အတွက်ကျွန်တော်အဲ့ဆက်တွေသွားကြည့်ပါဂျပန်ဆက်2000ဆိုတာလက်လေးလုံးလောက်ပဲရှိပါတတိလေးပဲ ဒါမဲ့သူကရေးစခံပါတယ်အတန်ဖွင့်လို့ရှင်လဲဒီအတိုင်းထွက်ပါတယ်ဒါမဲ့သူ့ရဲ့အာမခံရတဲ့ဟာတခုကတော့ဒါဒါရေးစခံရလို့သူအာမခံရပါတယ်ဒါမဲ့ငွေပေးရတာချင်းတူရင်ကျွန်တော်လိုအကြွားတန်တဲ့ကောင်ကတရုတ်ဆက်ပဲရွေးပါ2000ပဲပေးရတယ်ခါလောက်ရှိဆက်ကအကြီးပါဖွင့်လိုက်တော့ဒုံဒုံတိုင်းတိုင်းနဲ့ ဟိုလိုပဲအတန်ထွက်တယ်ဟိုထထောင်ကျဲသေးတယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်စဉ်းစားတယ်မင်းဘာရွေးမလဲကြည့်တော့โอเคဂျပန်ဆက်ကပိုကောင်းတယ်ပိုခိုင်မာမယ်ဆိုတာသိဒါမဲ့ကျွန်တော်စိတ်ထဲမှာအဲ့လိုတတိကွကွလေးနဲ့အတန်ထွက်တဲ့ဟာကျွန်တော်မရည်ရွယ်ပါဘူးကျွန်တော်ကကျွန်တော်ရည်ရွယ်ချက်ကကောင်းပါတယ်ခါလောက်ရှိတဲ့စက်ကြီးနဲ့အရှိမတင်သားမဲ့ပတ်ဝန်းကျင်ရောဒုက္ခပေးမယ်လူတိုင်းငါ့ကိုကြည့်အောင် ဟာဒါတော်ပြီအဲ့တော့ကျွန်တော်တရုတ်ဆက်ကိုပဲရွေးပါတရုတ်ဆက်ကလည်းသူကဖွင့်ပြတယ်ဖွင့်လိုက်တော့ဒုံဒုံတိုင်းတိုင်းနဲ့မီးတွေလည်းအများကြီးလင်းတယ်ခလုတ်ကိုနှိပ်လိုက်ကြဒုံးဆိုဟာအာလုံးဝဝါကာဝါကာတွေကြားနေရပြီးတော့ stock clue ကိုနှိပ်တဲ့အချိန်မှာပလီ clue ကခုံထွက်ဒုံးခုံထွက်လာအဲ့ကောင်ကရှင်းဖမ်းတယ်ရောင်းတဲ့လူဖမ်းပြီးတော့ပြန်တက်ထည့်လိုက်တော့ဟာမင်းအဲ့ဒါဘာဖြစ်တာလဲ ဆရာဒီဆက်ကတော့ဒီလိုပဲဘာမှမပူနဲ့အတန်တွက်ကကောင်းတယ်အဲ့နဲ့ကျွန်တော် okay ကျွန်တော်လည်းကြွားကျင်တဲ့ကောင်းဆိုတော့အဲ့ဆက်ပဲဝယ်တော့မယ်ဇာအေးအဲ့ဆက်ပဲဝယ်တော့တကယ်ကြည့်တဲ့အခါကျတော့သူ့စီမှာဘာတစ်စိမ့်မှမပါဘူးအဲ့ကဆက်မှာဘာတစ်စိမ့်မှမပါဘူးအဲ့နဲ့ကျွန်တော်ဟာမင်းအဲ့ဒီဆက်ကြီးဝယ်ပြီးတော့2000ကျင်းတူတူကဟိုဟာဆုံနေရမယ် ဟိုကဆန်ညိုရောက်အဲ့လိုမျိုးကြောင့်မင်းဟာဘာတစိမ့်မှလည်းမပါဘူးအဲ့ဒါဘာဖြစ်တာလဲဆရာလွယ်လွယ်လေးဆရာဘာတစိမ့်လူခြင်းလဲပြောဟမ်ဘာတစိမ့်ပိုင်ယိုနီယာကျွန်တော်မှရှိတယ်ဆရာကျွန်တော်ကတ်ပေးလိုက်မယ်အဲ့ဆက်ကပိုင်ယိုနီယာဖြစ်သွားဆမ်ဆောင်လို့ကျင်လာဟာရတယ်လေဆရာဆမ်ဆောင်ကျွန်တော်မှတစိမ့်ရှိဟောမကြီးဟာရလေးကတ်လိုက်လို့ကျင်အဲ့ဆက်ဆက်ကဆမ်ဆောင် ကျွန်တော်တို့မြန်မာလူမျိုးများတရုတ်ဆက်လို့ပါဘာတစိကကက် okay ပါအရင်တော့လူလူပြိတ္တကြီးရှင်ဆိုတဲ့လူဘယ်ရောက်သွားလဲခုအခုဘယ်တစိကိုပြောင်းကတ်လိုက်လဲအရင်တော့ဘောလုံးပွဲတွေဘောလုံးကြာနေဆိုတာနံပါတ်1ပဲအခုအချိန်မှာဘောလုံးကြာနေကိုတယောက်မှမဖတ်တော့ပြီးတော့တည်င်းကြာနေပြန်ဖတ်ကြတယ်တည်င်းမှာတည်င်း ်တည်းမှာတည်းတည်းမှာမဖက်ရလို့ရှိရင်ငါတို့တော့ခင်နှုတ်ကြကြီးရဲ့တည်းင်းကြံတယ်ပြောင်းဖက်ကြတယ်အခုတည်းင်းကြံတယ်ဖက်တဲ့လူတွေဘယ်ရောက်တော့လဲအခုနိုင်ငံရေးပါတယ်နိုင်ငံရေးပါတယ်လူတိုင်းတနိုင်ငံလုံးနိုင်ငံရေးပါတယ်အားလုံးကနိုင်ငံရေးဇာနယ်မှာမဖက်လို့ရှိရင်ဘာဖြစ်မလဲကျွန်တော်မသိပါဘူးကျွန်တော်တို့ဒီမှာအလုံးပေါင်းများများစွာပေါ်ဘူးတယ် အရင်တော့နှလုံးသုံးလို့တနိုင်ငံလုံးကစားရတယ်။နောက်ပြောတော့မဟုတ်တနင်္ဂနွေဒီမှာရှိနေတဲ့လူအရွယ်ရောက်ပြီးဒါလူမှန်သမျှကျွန်တော်တို့အရွယ်မှန်သမျှနှလုံးသုံးလုံးအားလုံးကစားရတယ်။ပြီးတော့တလုံးဘော်လုံးဘက်ကိုလှည့်သွားတယ်။တနိုင်ငံလုံးလှည့်သွားတယ်။တယောက်တည်းလှည့်သွားတာမဟုတ်တော့တယောက်တည်းလှည့်သွားတာမဟုတ်။ပြီးတော့ ਨੇ တနိုင်ငံလုံးဘီလီယံဆိုဘီလီယံထိုးကြတယ် နင်းမြေအစုံမှာနေရအစုံမှာဘီလျက်ခုံနေဖြစ်ကုန်ပြီးတာနဲ့ခောက်ဒီအော်ခောက်ခောက်ဆက်တစုံ350 60 350 600ဘာသူမှမဝင်နိုင်ဘူးဒါပေမဲ့ရက်ကွက်လမ်းပေးရအစကိုဖါသာကိုလှုပ်တဲ့တစ်တာခောက်တယ်နဲ့ခောက်ရိုက်တယ်အဲ့တော့ကျွန်တော်ပြောတာဗမာလူမျိုးများတည်ယူစံတဲ့သူတွေ ဘာတစိတ်ကကအကုန်အယောင်ပြောင်းတယ်အခုအကုန်အယောင်ပြောင်းကုန်ညပြန်အရင်တော့ရှိနေတဲ့ဟာတွေမှန်သမျှအခုလည်းအကုန်အယောင်ပြောင်းပါကျွန်တော်ငယ်ငယ်တော့ဆိုလို့ရှိရင်ဒါလေ तू ဟိုခေဆက်ဆက်တင်ကြားလာတဲ့သင်ကန်းစာတွေကိုကျွန်တော်တို့ကကြည်လာရအောင်အဲ့တော့ကျွန်တော်တို့ကမပြောင်းချင်လည်းပြောင်းဒါဒါကိုခွင့်ပြလို့ရှိရင်ဒါကိုပဲစုပြုံလို့ ါနှလုံးလိုက်ခင်မှာနှလုံးလိုက်ခွင့်ပြရဆိုတနိုင်ငါလို့အမလီရေးတော်မဖမ်းဘူးပျော်စရာကောင်းလိုက်တာအာဒိုင်ရောထိုးသားတွေရောပျော်လိုက်တာဖမ်းပြီဆိုရင်မရှိတော့ဘူးနောက်တစ်ခုပြန်သွားတယ်ကျွန်တော်တို့ကဘာနဲ့တူလဲဆိုတော့ကျွန်တော်ငငယ်တော့ကင်းပြင်းနဲ့မှာကျွန်တော်နေနေစဉ်တော့ကျွန်တော်တို့ကြီးပြင်းတဲ့ပုံစံတူတယ်လူတိုင်းကကရင်လူမျိုးတွေကညာတော်အဖြစ်သူတို့ကခလေးကိုမကြည့်နဲ့ မကြည့်နိုင်တဲ့အခါကျတော့ကျင်းနဲ့ကိုချက်ချပေးတယ်။မွေးလာတာနဲ့ဒီကလေးကိုသူရရှိမကြည့်နိုင်။မကြည့်နိုင်တဲ့အတွက်ကျင်းကိုကျင်းတစ်ခုတူးလိုက်တယ်။နှစ်ပေလေးပေပေါ့။အမြင့်လေးကနှစ်ပေလောက်ရှိတယ်။အကျဲကလေးပေလောက်ရှိတယ်။အဲ့ကျင်းနဲ့ကိုချပေးလိုက်တယ်။အဲ့ကလေးကဘာမှမိဘကဘာမှလှည့်ကြည့်စရာမလိုဘူး။မိဘကထမင်းချက်ချင်းချက် ဟိုကောက်ဆိုက်ချင်းကြရင်စိုက်စဘာထောင်းချင်းကြရင်ထောင်းဒီကလေးကိုလှည့်ကြည့်စရာမလိုဘူးအဲ့ကလေးကအဲ့နှစ်ပေလေးပေကျင်းနေရဘယ်တော့မှမထွက်ဘူးစိတ်ချရတယ်ဒီကျင်းနေမှာပဲဒီကလေးရှိနေတယ်အဲ့ကလေးကလည်းသိစိတ်ချရတယ်ကျင်းနေမှာရှိတဲ့ဟာမှန်သမျှအကုန်ကောက်စားပြီးအသက်ရှင်မသိဘူးပြန်ကျင်းတော့လေးဘထောက်တယ်အဲ့ကျင်းတော့မှာပဲထားထိုင်တယ်ပြီးရင်အရွယ်ရောက်လာတဲ့အခါမှာ သူအဲ့ကျင်းတဲ့ရံကိုကုတ်တက်တယ်ပြီးတော့သူကလောကကြီးကိုကြည်ဆိုတော့ကျွန်တော်တို့အားလုံးကကျင်းတဲ့အခြားခန္ဓာကဒီတည်းမှာပဲလေဘထောက်ဒီတည်းမှာပဲမှောက်နေပါဘယ်တော့မှကျင်းပြေတက်မကြည့်ပါကျင်းမြတ်တက်ကြည့်လို့ရှိရင်မင်းအတွက်အန္တရာယ်အများကြီးရှိရယ်ဆိုတာမျိုးထားရတာပါဒါမဲ့အရွယ်ရောက်ကြတဲ့နှစ်နှစ်သုံးနှစ်ဒါခလေးကိုယ်တိုင်က ဒီကျင်းနိုင်ရန်ကိုကုတ်တက်ပြီးကြည့်ပါသူထိုင်နေဒီကျင်းထဲမှာရှိတဲ့ဟာသူ့အမေပကံချက်ချတာပဲအဲ့ပကံလေးဟာစားတယ်စားစရာမရှိရင်အဲ့ဒီမြေကြီးစားတယ်သူ့ဘာသာသူစားစရာမရှိရင်ဒိုင်းထားထိုင်နေသူ့ဘာသာသူတင်တာလဲပြီးတာနဲ့ကျင်းနိုင်ရန်ကိုကုတ်တက်တယ်ကုတ်တက်ပြီးတော့သူမတ်တက်စမ်းတယ်နှစ်ပေပဲရှိတယ်သူ့ခေါင်းကိုလွတ်နေတယ် ကျင်းလေးထဲမှာသူအပြင်းကိုရှောက်ကြည့်သူမတက်စမ်းမအဲ့တော့မှသူကကြည့်ပြီးတော့ဟောအပြင်းလောကမှာဓာရီရှိပါလားဒီလိုတွေဖြစ်နေပါပြီဓာရီလည်းရှိနေပါဆိုတဲ့အချိန်ကျမှသူကကျင်းပေါ်ကုတ်တက်တယ်ကုတ်တက်ပြီးတော့မှအပြင်းလောကရောက်တဲ့အချိန်မှာသူခုနစမ်းရတဲ့မတက်နဲ့သူလမ်းလျှောက်တက်ပါပြီနေရာတိုင်းကိုသူသွားတက်ပါပြီအဲ့တော့ သူသူ့မှာအခွင့်အရေးတစ်ခုရှိတယ်။နေရာဆုံးတွားဖို့အခွင့်အရေးတစ်ခုရှိပါတယ်။အဲ့တော့ तू อ่ะ origin နေရာနေတက်ပြီးတော့အမေမလို့ပါဘူးအဖေမလို့ပါဘူး။ तू တွားချင်တာတွားလို့ရပါတယ်။တခါတလေမှလဲအန်နေရနဲ့ကျုံပါတယ်။တခါတလေမှလဲအောင်မြင်မှုနဲ့ကျုံပါတယ်။အောင်မြင်မှုတဲ့ကျုံတဲ့အချိန်မှာပြောကြပါတယ်။ပြောပါတယ်။အဲ့ခလေးကပြောပါတယ်။အန်နေရနဲ့ကျုံတဲ့အချိန်မှာလဲ ငိုပါတယ်ဆိုတော့ကျွန်တော်အဖေကဝန်ထမ်းပါတသက်လုံးဝန်ထမ်းလုပ်ခဲ့ပါသူ့အဲ့တိုင်းပဲကျင်းနေခြားတာပါသူအဲ့ကျင်းနေမှာပဲပြောပါတယ်သူဘယ်တော့မှကျင်းနိုင်အောင်ကြော်ပြီးတော့မကြည့်ခဲ့ဘူးပါပြီးတော့သူအကျဉ်းနိုင်ရန်ကုတ်တက်ပြီးတော့တခြားနေရာကိုသွားဖို့ဘယ်တော့မှမစဉ်းစားခဲ့ဘူးပါဘူးဆိုတော့ ီတန်းမှာဆိုက်ကနေတဲ့လူလည်းပါမယ်ဆိုက်ကနေတဲ့လူကသူ့မိသားစုအရေးနဲ့ချင်းနဲ့ချပါတယ်လို့ပါဒီဆိုက်ကမှမနေရဒီဆိုက်ကမှရဲပန်းဒီဆိုက်ကနေမှအသက်မရှင်ရငါဘာမှလှုပ်ရှားမရှိဘူးလို့ထင်ပါဥမာဆိုပါတော့ကာသမတယောက်ကကာမမှုပဲသူစိတ်ထဲမှာရှိပါဒီကားမောင်းမယ်ဒီကားမမောင်းရရင် ဒီကားတာတစ်ခုခုဖြစ်သွားရင်ငမိတော်စုဓမေအိုကွဲရကြီးရဒီလိုပဲတွေးပါတယ်ဝန်ထမ်းတယောက်ကလည်းကျွန်တော်အဖေလိုဝန်ထမ်းတယောက်ကလည်းသူရွရွပဲတွေးပါတယ်ငါဝန်ထမ်းပဲဒီချင်းလေးတည်းမှာပဲငါပြောဒီကနေပြတော့ငါဘယ်တော့မှထွက်လို့မရငါဒီကထွက်တော်လဲစီငါဘာလို့စားမလဲဘာမှလုစားလို့မရဘူးလို့သူကသူထင်ပါတယ်အမှန်တော့ကျွန်တော်ပြောလို့ပါပဲကျင်းမော်ကြုံမကြည့်ခဲဘူး ကျင်းနှခမ်းကိုတွေ့မတက်ခဲ့ဘူးပြီးတော့ကဘာလောကကိုလမ်းမလျှောက်ခဲ့ဘူးအဲ့တော့ကျွန်တော်အဖေကတတ်တန်ကုန်တဲ့အထိဝန်နံမဲ့လွတ်သွားတယ်သူဘယ်တော့မှဘာကူမှမပြင်ခဲ့ဘူးပါအဲ့တော့ကျွန်တော်ဒီမှာလာနားထောင်နေတဲ့ပြည်သက်တွေလည်းចောင်းသားတွေလည်းပါရင်ပါမယ်အဲဝန်နံတွေလည်းပါမယ်နောက်ပြီးတော့အစည်းအဝေးလုပ်နေရှင်တယ်လည်းပါမယ်မယုံကြည်ပါဘူး ို့ခြေရခွက်လိမှာပဲပြောစရာကောင်းတာမဟုတ်ပါဘူးကို့ကိုချပြီးတော့ကျင်းလေးတစ်ခုပါပဲကျွန်တော်တို့ဘယ်နေရာနဲ့မဆိုပြောလို့ရပါတယ်ကျွန်တော်တို့ကိုချပြီးတော့ကျင်းလေးတစ်ခုပါအဲ့ကျင်းကနေပြီးတော့ကြော်ကြည့်ပါပြီးရင်တက်ကြည့်ပါပြီးရင်လမ်းလျှောက်ကြည့်ပါအဲ့ထက်ပူကျဲပြန်းတဲ့နေရာတွေအများကြီးရှိပါတယ်ကျွန်တော်တို့အားလုံးလည်း အခုလွတ်လပ်ပွင့်လင်တဲ့အချိန်ဖြစ်ပါပြီအဲ့တော့အားလုံးကဒီခြင်းလေးကနေကိုယ့်ကိုချတာပြီးတဲ့ခြင်းလေးကနေပြီးတော့အားလုံးကိုကြော်ကြော်ကြည့်စေချင်ပါတယ်ဇာတိကျွန်တော်ဆက်ပြီးတော့ပြောပြပါမယ်တကယ်လို့ပြောမဆုမရှိရင်လည်းကျွန်တော်နည်းနည်းတော့ခွန့်လွှတ်ပေးပါဘေးရမစို့ဘုနာတော်လေးပါကျင်းနဲ့ချတာတဲ့ နေရမှာပဲပြုံမှုပြုံမှုနေမှာဆိုရင်ကျွန်တော်တို့ဘဝဘလူမှตายနိုင်မှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်မှကျွန်တော်ကြိုးစားလို့ရတဲ့ဂါဒစီရှိပါတယ်အဲ့ကလူလန်းလျှောက်တာတက်တော့ညံ့ပါတယ်ဖြစ်ဖြစ်ပဲသွားနိုင်မှာဒါပေမဲ့လူလန်းလျှောက်တာထက်သူများလန်းလျှောက်တာထက်ညံ့အောင်သွားနိုင်တယ်ဂါဒစီပဲလေကျွန်တော်အဲ့ကနဲ့ဘယ်နေရာမဆိုသွားလို့ရတာပါ ဒါပေမဲ့ကျွန်တော်တို့လမ်းထိပ်မှာဘာဖြစ်နေလဲဆိုတော့တလန်းမောင်းလန်းရှိတလန်းမောင်းလန်းဆိုတော့အော်လူတိုင်းသိပါလိမ့်မယ်ဒီနေရာမဝင်ရဘူးဟိုဘက်ကနေပြန်ပက်ပြီးတော့ထွက်ကျွန်တော်လမ်းကဒီတလန်းမောင်းလန်းမယ်ကျွန်တော်အိမ်ဝင်ဖို့အတွက်ပေါ့တလန်းမောင်းလန်းမယ်ပြီးတာကျွန်တော်သွားခြင်းဟိုဘက်ကနေပတ်တော်လို့မရဒီလမ်းကိုပဲစောင့်ဥမာခုနကျွန်တော်ပြောတဲ့အတိုင်းပါပဲကျွန်တော်မှ ။တမန်လမ်းလျှောက်တာထက်ပုံမြန်တဲ့လမ်းတစ်ခုရှိရဲ့။ဟိုရင်တစ်ခုရှိ။ကျွန်တော်ကျွန်တော်ရင်လောက်တော့ကျွန်တော်မြန်မြန်သွားချင်တယ်။ဒါပေမဲ့တလမ်းမောင်းလမ်းဆိုတဲ့ထုံးစံအတိုင်းပါပဲ။ကျွန်တော်အရှိမတစ်ခုခုပိတ်နေ။ကျွန်တော်ဘယ်ဟူမှမရောက်ပါဘူး။ဆိုကြပါတော့ကျွန်တော်အရှိမမိသွေးကားကြီးတစ်ခါလေပိတ်နေတာကြဲဝါရတယ်။အဲ့မိသွေးကားကြီးကိုကျွန်တော်ဘလို့မှကြော်လို့မရပါဘူး။ သူ့အနောက်ကတော့လိုက်ရဆိုတော့ကျွန်တော်ကအဲ့မိသွေးကားထက်ပိုမြမြမောင်းနိုင်လို့ရှင်တော့ကြော်တော်လို့မရပါဘူးတခါလေကျရင်ရေတန့်တုံးနဲ့ရေလှဲလေးကျွန်တော်ကြုံရတယ်အဲ့အနောက်ကပဲကျွန်တော်လိုက်ရသူ့ဘာသာသူ့ဖြည်းဖြည်းလေးတုံးပြီးရင်ရေကကိုအိမ်မှာချအပြေးမှာချကျွန်တော်ဘာမှမတတ်နိုင်ပါဘူးသူ့အနောက်ကပဲကျွန်တော်လိုက်ရပါ ကျွန်တော်ဆိုလိုတာကတော့တလမ်းပေါင်းလမ်းဖြစ်လို့ရှိရင်ဥဆောင်သူကကောင်းရတယ်ဥဆောင်သူကမြ мян သွားရင်ကျွန်တော်တို့ကအနောက်ကနေမြ мян လိုက်လို့ရတယ်သူကပိတ်နေလို့ရှိရင်ကျွန်တော်တို့ရှေ့ဆက်လို့ဘလို့မှမဖြစ်နိုင်တခါလဲအဲ့လမ်းပေါင်းလမ်းပါပါပဲဆိုတော့လူကြီးနှစ်ယောက်ကအဖိုးကြီးနှစ်ယောက်ကနားလဲမကြောက်သူတို့ကလမ်းကလေးကိုလည်းဖြည်းဖြည်းလေးရှောင်တယ် ကျွန်တော်မှသူ့ထက်မြန်တဲ့ကားရှိတယ်။ဒါပေမဲ့ကျွန်တော်သူ့သူ့ကြော်လို့မရပါဘူး။သူ့အနောက်ကပဲကျွန်တော်ဖြည်းဖြည်းလေးလိုက်ရပါတယ်။အဲ့တော့ကျွန်တော်ရဲ့အချိန်လေးကျွန်တော်ရဲ့စိတ်ကူးလေးအလုံးဆုံးရှုံးပါတယ်။အမှန်တကယ်ဆိုလို့ရှိရင်တလမ်းမောင်းလန်းဖြစ်နေအရှိရလို့ပါတော့ မြ мян တော့သွားတင်တယ်အဲ့တော့မှကျွန်တော်တို့ကနောက်လိုက်ပါပဲဥဆောင်ဖို့အကုဏဘုံညီမညို့လို့ပေါ့ကျွန်တော်သာတမရဖြစ်ရင်ဆိုတဲ့စိတ်ကူမရှိပါဘူးသူတမရဖြစ်ရင်ကျွန်တော်နောက်အလိုက်အဲ့သူမြ мян သွားရင်တော့ကျွန်တော်အနောက်ကမြန်မယ်အတူရမသွားဘဲနဲ့အရှိအပိတ်ရနေဒီလမ်းမကောင်းဘွာဒီလမ်းမကောင်းဘွာသူလည်းမပြင်ပေဘူးကျွန်တော်လည်းဘယ်မှသွားစရာမရှိဘူးဆိုတော့ကျွန်တော်စီမှာခုနပြောသလို တခါလေကျန်လို့ဆိုရင်လေလူတွေကိုကျွန်တော်အံ့ဩပါတယ်ဗမာဆိုရဲအမျိုးကတိတ်အံ့ဩကိုကောင်းတယ်တအားအံ့ဩကိုကောင်းတယ်ခုနကကျွန်တော်ပြောတဲ့တရုတ်ဆက်လိုပါပဲအယုံပြောင်းလဲသိမြန်ပါကျွန်တော်ဒီမှာကားတစ်စီးရှိတယ်ကျွန်တော်အရှိရနေပြီးတော့ကားမောင်းတယ်ဟိုလိုင်းကနှစ်စီးကပြိုင်သွားတယ်အပြိုင်မဲ့သွားနေကြတယ်သူတို့ပြိုင်သွားတာကျွန်တော်နဲ့မဆိုင်ပါဘူးကျွန်တော်ကကျွန်တော်လမ်းကိုကျွန်တော်သွားတယ်ကျွန်တော်ဖာသာကျွန်တော်ဖြည်းဖြည်းလေးသွားတယ် တနည်းအားကြတော့အဲ့ဒီကာတစီကအပြိုင်သွားတဲ့အရှိကပိတ်ရက်ပါတယ်ဒုတိယကျွန်တော်ဖြစ်နေကျွန်တော်ကားကောင်းကသူ့ဘက်ကိုဟိုကြော်မလို့ခေါင်းတဲတာတဲ့အနောက်ကာတစီကလည်းသူ့အတိုင်းပဲသူတို့ပြိုင်နေတဲ့ကာတစီမို့လို့အနောက်ကနေလာထိုးရက်ထိုးရတော့ကျွန်တော်ကအရှိလည်းသွားလို့မရအောင်အနောက်လည်းဆိုးလို့မရအောင်အဲ့မှာအနောက်ကကားသမားကျွန်တော်ပြောတယ် ဆရာကြီးတစည်းလောက်ဆရာကြီးတစည်းလောက်ဆိုတယ်။ तू ကကျွန်တော်ကျွန်တော်သာထွက်လိုက်လို့ရှင် तू နဲ့ကျွန်တော်နဲ့ကားချင်းတိုက်မှာ။တိုက်မှာဆိုတော့ तू ကကျွန်တော်မထွက်အောင်ပြောတာ။ဆရာကြီးတစည်းလောက်ဆိုတော့ကျွန်တော်ကြော်ပြရစီဆိုတဲ့အတိတ်ပဲပေါ့။ဒါပေမဲ့ तू ပြောတဲ့မျက်နှာမှာအဲ့စပယ်ယာမျက်နှာမှာအတနာခန္ဓာလည်းမဟုတ်ပါဘူး။အခွင့်အရေးအခွင့်အဟောစပေါ့အတနာခန္ဓာလည်းမဟုတ်ပါဘူး။အမိတ်ပေးတာလည်းမဟုတ်ဘူး။ ဆရာကျွန်တော်သွားမယ်နော်ဆိုတဲ့အမိတ်ပေးတာလည်းမဟုတ်အတနာခံတာလည်းမဟုတ်ကျွန်တော်အနေနဲ့လည်းကျွန်တော်စဉ်းစားတယ်ဒီလူကိုကျွန်တော်ကားတစ်စီးနေရာပေးလိုက်လို့ကျွန်တော်ဘာဖြစ်မှာဘာမှမဖြစ်ပါဘူးကျွန်တော်ခကြီးကကျွန်တော်အေးအေးဆေးဆေးပါသူ့ပြီးပြီးတော့ကြော်လိုက်ပါတယ်သူကကြော်သွားပါရှစ်ကားနဲ့သူကြော်တာနဲ့ရှစ်ကားကလည်းသူ့လိုပဲပြန်ထွက်ပါတယ်ကားနှစ်စီးပြန်ပြိုင်ရတယ် ပြန်ရတယ်သူတို့ဘာသာသူတို့ပြန်တယ်မှတ်တိုင်မှာပြန်ရကြတယ်ပြီးရင်ဒဇီးကထွက်တယ်ဒဇီးကအနောက်ကလိုက်ထွက်တယ်ကျွန်တော်လည်းမဆိုင်ပါဘူးကျွန်တော်ကတော့ကျွန်တော်အေးစစီမောင်းတာတနေ့ကကျတော့အလုပဲပြန်ဆုံးပါတယ်ရှေ့ကအလုပဲပိတ်ကြတယ်ကျွန်တော်အနောက်မှာအနောက်ကအဲ့ဒီကားကလည်းဒီတိုင်းမှာအဲ့မှာအဲ့ဒီစပယ်ရပါပဲခုနစပယ်ရပါပဲကျွန်တော်ပြောတယ်ဆရာကြီးဒဇီးလောက်သူ့ ရဲ့အတ္တမှာဂုဏရောအတိုင်းပါပဲအမိတ်ပေးတာလည်းမဟုတ်ပါဘူးအတ္တနာခန္ဓာလည်းမဟုတ်ပါဘူးသူ့အခွင့်အရေတစ်ခုပေးပါဆိုတဲ့အတ္တမျိုးပါကျွန်တော်ကသူ့အခွင့်အရေပေးပါတော်ဇရိုက်ကလည်းဒီတိုင်းပဲကျွန်တော်ဘာမှလည်းနှုတ်မဆက်ဘူးဘာမှလည်းလက်မပြဒီတိုင်းပဲသွားပါကြော်သွားပါပြန်ပြီးတော့ကြော်သွားတယ်ပြီးတော့သူတို့ကမ်းစီပြန်ပြန်နေတယ်မှတ်တိုင်လင်းကားတိုင် ဲ့အတိုင်းကြုံရပါဘာကြောင့်လဲဆိုတော့ကျွန်တော်ကကျွန်တော်အရှင်နဲ့ကျွန်တော်သွားတယ်သူတို့အလော်ဒဂျီတက်တုတ်ရိုက်သွားတယ်ပြီးရင်လူရတဲ့နေရာမှာကြောက်ချက်ရက်ပြီးတော့ဒီအတိုင်းပြန်လုတဲ့အတွက်ကျွန်တော်နဲ့လင်းငါးချိန်ကျုံပါအဲ့မှာနောက်တစ်ချိန်ကြတော့မှကျွန်တော်ကအဲ့နောက်တစ်ချိန်ကြတော့မှဘာဖြစ်လဲဆိုတော့ကျွန်တော်ကအဲ့ကာနစီလုံးရဲ့အနောက်မှာဖြစ်နေပါတယ် အရှိယကာရဇီယပိတ်ရနေတယ်အနောက်ကာရဇီယကျွန်တော်အတိုင်းပဲကြော်မလို့လုံနေတယ်ကျွန်တော်အနောက်ဆုံးမှဖြစ်နေတယ်အဲ့မှာကျွန်တော်သူတို့အခွင့်ရခုနကကျွန်တော်အချင်းကြီးအခွင့်ရတောင်းခဲ့တဲ့စပယ်ယာကိုပဲကျွန်တော်တချိန်နဲ့တော့အခွင့်ရတောင်းပါတော့အကိုရတစည်းလောက်ဆိုတော့အဲ့စပယ်ယာကျွန်တော်လုံးဝ လှည့်မကြည့်ပါဘူးရမယ်ရမယ်ဘသူလိုက်မလဲဘသူလိုက်မလဲလိုက်ချင်တက်ကားချောင်းတယ်ကျွန်တော်လှည့်မကြည့်တော့ပါစဉ်းစားကြည့်ပါကျွန်တော်ဒီလမ်းလေးတစ်ခုမှာတော့သူ့အချင်းကြီးအခွင့်အရေးပေးခဲ့တယ်ကျွန်တော်ရတဲ့အခွင့်အရေးမှန်သမျှသူ့ကြောသွားပါကြောသွားပါသွားပါအခွင့်အရေးပေးခဲ့တယ်သူ့အခွင့်အရေးတစ်ချိန်မှရအဲ့ဒါ သူကျွန်တော်ခွင့်မပေးဘူး။သူမသိချင်အောင်ဆောင်။ဆိုကြပါတော့ကျွန်တော်တို့ကဒီတိုင်းပြောနေလို့ရှင်ဘာမှသူဆမ်းမမဟုတ်ပါဘူး။အဲ့ဒီစပယ်ရလို့လူမျိုးသားနိုင်ငံတော်မှာလူကြီးတနေရာရာရလို့တော့ဘသူမှခွင့်ပေးမှာမဟုတ်ပါဘူး။နေရာလဲဖယ်ပြီးမှမဟုတ်ပါဘူး လောကမှာကျွန်တော်နားလေရတဲ့လူနှမျိုးပဲရှိပါတယ်လူကောင်းတဲ့လူဆိုပါလူကောင်းဆိုတာအရာရောညှို့လင်းထားတယ်ကိုယ်စိတ်ထဲမှာညှို့လင်းချက်တွေအများကြီးရှိနေတယ်လူကောင်းမျိုးပါပဲလူဆိုတစ်မျိုးခေါင်းတော်လို့ပေါ့အခွင့်အရေးယူမယ်ပြီးရင်သူမြောင်းကိုအခွင့်အရေးပြန်မပေးဘူးဆိုတော့လူဆိုမျိုးပါပဲဆိုကြပါတော့လူကောင်းဆိုတာကိုယ့်ဘာသာကိုကောင်းတယ် ိုတယောက်တည်းအတွက်ကောင်းတယ်ကိုပတ်ဝန်းကျင်အတွက်ကောင်းတယ်ကိုမိသားစုအတွက်ကောင်းတယ်လူကောင်းပါတယ်အမျိုးမျိုးရှိပါတယ်ကိုနိုင်ငံတော်အတွက်ကောင်းတယ်လူကောင်းပါလူဆိုးဆိုတာရှင်းပါအဲ့တိုင်းပါပဲလူဆိုးမှလည်းအမျိုးမျိုးရှိပါတယ်ကိုကိုကိုဆိုးတယ်ကိုမိသားစုကိုဆိုးတယ်ကိုပတ်ဝန်းကျင်ကိုဆိုးတယ်ကိုနိုင်ငံကိုဆိုးနေတယ်လူဆိုးပါလူနှမျိုးပဲရှိပါတယ် အခုဒီမာလာနားထောင်နေတဲ့ပရိသတ်ကျွန်တော်တို့လည်းအချိန်သိမရအောင်ဆရာကျွန်တော်တို့လည်းလာတဲ့အချိန်တအားနောက်ကျတဲ့အတွက်ကျွန်တော်အနေနဲ့လည်းအများကြီးမပြောချင်ပါဘူးကိုကိုကိုကောင်းတဲ့လူကောင်းကိုမိသားစုကိုကောင်းတဲ့လူကောင်းကိုပတ်ဝန်းကျင်ကောင်းတဲ့လူကောင်းကိုနိုင်ငံကိုကောင်းတဲ့လူကောင်းလေးတွေဖြစ်ပါလေကိုကိုကိုဆိုးတဲ့လူဆိုကိုပတ်ဝန်းကျင်ကိုဆိုးတဲ့လူဆိုကိုမိသားစုကိုဆိုးတဲ့လူဆိုကိုနိုင်ငံတော့ ဆိုးတဲ့လူဆိုးတွေမဖြစ်ပါစေနဲ့လောကမှာအရာ၄မျိုးပဲရှိပါတယ်အဲအင်းများဆိုတာမေတ္တာပါပဲမေတ္တာသည်အေးယာခသည်အပူရက်အမြင့်နေမာနအရှိသည်တန်တရားတန်တရားဘယ်လောက်ရှိလဲကျွန်တော်တို့မသိပါဘူးမေတ္တာတရားအေးများတယ်ဆိုတာလူတိုင်းသိပါတယ်ယာခပူလောင်းတဲ့လူကျင်တာလူတာထက်ကိုပူပိုင်ဆိုင်ခြင်းကြရတယ်ဆိုတာလူတိုင်းသိပါတယ်အသက်ကပင်စင်ယူပြီး အလုတ်ကပင်စင်မယူသေးဘူးဘာလို့လဲဆိုတော့ပိုင်ဆိုင်စရာအများကြီးကြံသေးတယ်အဲ့တော့ငါပင်စင်မယူနိုင်သေးဘူးအဲ့လိုမျိုးတွေလည်းအများကြီးရှိပါတယ်အမြင့်သည်မာနမာနဘလုံးမာနထပ်ဖို့မြင့်သွားရင်ဘဝင်ဖြစ်သွားပါတယ်ဘဝင်မြင့်သွားတယ်ဘဝင်မြင့်သွားတဲ့ဆိုတာကတော့လူတိုင်းသိပါတယ်အစီအစီတန်တရားတန်တရားဘလောက်စီလဲကျွန်တော်တို့မသိပါဘူးတန်တရားခီးဘလောက်ကျွန်တော်တို့ခီး ရှောက်ပြီးပြီလည်းမသိပါဘူး။ရှေးဘုရားကျွန်တော်တို့ကုသိုလ်ဘာလုပ်ခဲ့လဲမသိဘူး။နောက်ဘုရားမှာကျွန်တော်တို့ဒီတန်တရားခီးဘယ်လောက်ရှောက်အောင်မသိဘူး။ဒါပေမဲ့ကျွန်တော်တို့သိတာကတော့ဒီနေ့မှာကျွန်တော်တို့ရှောက်နေတာတန်တရားခီးပါဘူး။တနေ့ကြော်ဝါအသက်တည့်ကြီးသွားတာနဲ့ကျွန်တော်တို့တန်တရားခီးကိုတရက်ရှောက်ပြီးသားဖြစ်သွားတယ်။တန်တရားခီးနည်းနည်းလေးတူသွားပါတယ်။အဲ့တော့နေ့စဉ်ရှောက်နေရတဲ့တန်တရားခီးမှာကျွန်တော်တို့ကဘာဖြစ်လို့ ယာကပန်းဆန်းလုံမှုတွေနဲ့ဘာဖြစ်လို့ကြီးနောင်နေကြမှာလဲကျွန်တော်တို့မေတ္တာတရားနဲ့ဘာလို့မနေနိုင်ကြမှာဘာဖြစ်လို့အမြင့်ဒီမာနဘာဖြစ်လို့ဘဝင်နေမြင့်နေကြမှာလဲပန်းဆန်းလုံမှုဆိုတာဘာမှမဟုတ်ပါဘူးကျွန်တော်တို့အာလုံမေတ္တာတရားနဲ့နေလို့ရှင်တော့ပို့ပြီးတော့ကောင်းတဲ့ဘဝရည်ဖြစ်မှာပါအဲ့တော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့အားလုံးကမေတ္တာတရားနဲ့နေတာတော့ပို့ပြီးတော့အေးကြမှာပါပန်းဆန်းလုံမှုတွေအာလုံးတွေ ထားလိုက်ပါခုနတော့လို့ကျင်းလေးတည်းမှာပဲရှင်းတမ်းမနေပါနဲ့အပြင်းဝင်ထွက်ကြည့်ပါကျွန်တော်တို့မှာကြီးစရာအများကြီးရှိပါတယ်ကျွန်တော်တို့အခုပွင့်လင်းတဲ့ခစ်ဖြစ်တဲ့အတွက်အလိုကျင်းအပြင်းဘက်ကိုထွက်ကြည့်ပါအဲ့ဒါကိုလေဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်မေတ္တာတရားနဲ့ကြည်ပေးကြပါကျွန်တော်တို့အလုံးမေတ္တာတရားနဲ့အကြည့်မှဆိုရင်အလုံးအတွက်အေးချမ်းမှလို့ထင်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာတော့ဘလောက်ပါလဲကျေးဇူးတင်ပါတယ်